လာပါ serious computer နဲ့ပြန်လည်ကြိုဆိုပါမယ်ဟုတ်ပြီကျွန်တော်ဒီတစ်ခေါက်သင်ခန်းစာမှာကျွန်တော်တို့ဘာ language တွေကိုမိတ်ဆက်ပေးမလဲဆိုရင် ruby language တွေကိုမိတ်ဆက်ပေးမယ်က ruby လေးကိုမမိတ်ဆက်ခါကျွန်တော်ဒီတစ်ခေါက်ကလည်းသတိမထားမိပဲ mark ရတာလေးရှိတယ်ကျွန်တော် vb.net မှာကျွန်တော် .net ကိုကျွန်တော် animal အကြီးနဲ့ရေးပြီးကျန်တဲ့ဟောအသေးနဲ့ရေးထားမိခဲ့တယ်မင်းအရေးသားဘယ်လိုပြောလဲသူက treatment လေးပါနော် treatment လေးမှားရင်ရတယ်သူအလိုမဟုတ်ဘူးအကုန်လုံး anti net မှာပါနော်အကြီးနဲ့နေရတယ်โอเคမနအဲ့ဒါလေး sorry ပါဟုတ်ပြီကြည့်ကြအောင်ကြည့်မယ် ruby ီကိုကျွန်တော်တို့တော့ကမှ ruby ဒီအာရှာအာရှာအာရှာຫນွယ်တော့မဟုတ်ပြတယ်ခင်ဗျာအဲ ruby train တဲ့လူကအမေရိကန်မှာနေတာပါပဲဂျပန်မှာတီထွင်ခဲ့တယ်1996ခုလောက်တော့ ruby ကိုစတင်တီထွင်ခဲ့ဟုတ်ကဲ့နော်အ ruby ဒီကျွန်တော်တို့လုံးလုံးများတာ object oriented society ပါဗျာ everything is objects အကုန်လုံးပါတော့ object နောက်ဆုံးကျွန်တော်တို့ java တွေဘာတွေမှာကျွန်တော်တို့ language တွေက IND ဆို IND parametric data type တွေရှိတယ်လေ parametric type တွေရှိနောက်ဆုံးအဲ့ဒီ parametric type တွေတောင်မှတော့ object လိုပဲရှုမြင်ပြီးတော့ရေးသားရတယ်အဲကြောင့် Ruby ဒီ pure object oriented language လုံးလုံးလည်း object oriented language ပြီးတော့သူတွေ high level memory management ကိစ္စတော့ခေါင်းခဲကြရမလို့သူဒီပြီးရင် no hybrid compilation တောင်မှမဟုတ်ဘူးဟုတ်လား hybrid compilation တော့ကျွန်တော်ရှေ့မှာပြောပြီလား java တွေရှေ့မှာပြောခဲ့တဲ့ဟာတွေဒီဘာလို့ရလဲဆိုရင် hybrid compilation အလေလက် intermediate language ပေါ့နော်အလယ်လဲ language ဆိုတော့ bytecode လို့ java ဆို java bytecode အဲဟိုဆို microsoft ဆို microsoft language အော်လဲကြားခံပါလို့သိတော့ပြောင်းတယ်ပြောင်းပြီးမှကျွန်တော်တို့နောက်ထပ် matching code ပြောင်းတာအလယ်လက်ခံတယ်သူကတော့ combine မဟုတ်တဲ့အတွက်လုံးလုံးလည်းလာပါပဲတော့ interpreter language အော်ပြီးရင် memory management အတွက်သူဘာလို့ကောင်းခဲ့တယ်အောင်လို့ garbage collector နည်းပညာကိုသုံးတယ် okay အဲ့တော့သူ့ကိုလေးလာဖို့အတွက်လုံးလုံး beginner ဗျာ beginner or intermediate scale လောက်ပဲလိုတယ်ကျွန်တော်ရှေ့မှာ java မှာပြောခဲ့တယ် C sharp မှာဆိုလည်းလည်းလောလောလေးလာမယ်ဆိုရင် intermediate ဟုတ်လားအာ typical scale လောက်ကတော့အခြေခံ scale ကတော့နည်းနည်း intermediate လောက်လိုအပ်မယ်ဟုတ်လားအဲ java မှာဆိုလည်းအခြေခံ scale intermediate လောက်လိုအပ်မယ်ဒါကျွန်တော်ရဲ့အမြင်လို့မဟုတ်ပဲကျွန်တော် reference နေတော့ရှိတာပါဘာဘယ်နော်ဟိုဆိုလိုရင်းရဗျာစတင်နေဆို java နဲ့စမတင်တင်ဘူးဒါအဲ့ဒီပုံစံဟုတ်လားအဲ့ဒီပုံစံ C မှာဆိုရင်လုံးလုံး intermediate advanced C language လေးလာဖို့အတွက်အလယ်လေး အလယ်လက်ရတယ်လို့ပြောတယ်ဒါပေမဲ့ advanced လောက်မှာပိုအဆင်ပြေမှာအဲ့ဒီပုံစံပြောတာ okay မနော် typing scale လေးမှတ်ထားပေးဟုတ်ပြီကျွန်တော်တို့ review ဆက်သွားမယ် review လေ့လာဖို့တည်းလုံးလုံးပဲဘာဖြစ်လို့လဲ review သိဖို့တည်းတခြား knowledge သိကြအောင်လုပ်ဟုတ်လားဆိုရင်းရပြ programming foundation ruby နဲ့လည်းသင်ပေးလို့ရတယ်ဟောဒါပေမဲ့လောလောဆယ် hop ဖြစ်တာတော့ python မှ python မယ်နော်အထားလိုက်တော့ okay ဒီမှာ you အဲ့ဆိုဟာဟာမင်းကျွန်တော်အဆင်ပြေနေတဲ့ language ဆိုဘယ်နေရာမှာသုံးတာလဲ ruby as a cross platform ဟုတ်လား interpreter ဖြစ်တဲ့အတွက်ဘာဘာ platform နေပါဆို cross platform software တွေပါလုပ်လို့ရတယ်ရေးလို့ရတယ် interpreter ကိုကျွန်တော် javascript နဲ့ရေးထားတဲ့ browser ရှိတဲ့ software တိုင်းပါဖြစ်နေ run နေ AI တဘောပဲ ruby interpreter နောက်ဆုံး mac os တွေအဲ apple computer တွေမှာဆိုရင် ruby တွေ built in interpreter ပါတယ်ဗျာဟုတ်ကဲ့နော်အဲ ruby အတွက်ဟို mac တွေပဲဟုတ်ကဲ့ခဏလေး sorry ညာကျွန်တော်တို့နောက်ထပ်တစ်ခုသူဒီ web application ရေးဖို့တော့လေနောက်ပိုင်းနည်းနည်းလေးနာမည်ကြည့်လာရဗျာ ruby ကို real ဟုတ်နော် ruby ကို real framework ကြီးရှိတယ် web framework ကြီးနောက်ဆုံးသူဒီ အဲသူတစ်ဖြစ်တော့ဗားလေးတွေရေးလို့ခေါ်လဲမိုဘိုင်းအတွက်တော့လောလော recommend အတန်တော့မကြဘူး utility software လေးတွေဘာမှ touch editor တို့အဲလို notepad software လေးတွေတို့ပို့ပြီးတော့ကောင်းတယ်လို့ပြောတယ် okay မလားဒါသူ framework နဲ့တူပဲ okay မလား guess okay ကဲတော့စိတ်ဝင်စားနေအောင်အာရှသားကြီးရဲ့လေလောက်ထားတယ်ဆိုတော့ငါတို့ကြည့်လိုက်အောင်မယ်ကွာ ruby ရဲ့ code လေးဘာတွေများกว่าလဲ interpreter language ဖြစ်သွားပြီ object oriented လုံးလုံးများဖြစ်သွားတယ်ကြည့်မယ်ဟောဘာတွေများกว่าလဲဆိုတော့ကျွန်တော်တို့မြင်နေကြကျွန်တော်တို့သင်ခဲ့နေကြဟာ စီမီဘောလန်လေးလည်းမတွေ့ကာလီဘက်လေးလည်းမတွေ့ဘာကောင်းလဲဟွာငါတို့နောက်ဆုံးကွန်မန့်ခန္ဓာတော်မှာသူသည် hash sign or pound sign ပေါင်းတင်ကြတာ or hash sign အဲ့ဒါနဲ့ကွန်မန့်ခန္ဓာကျွန်တော်တို့ pause လမ်းနဲ့ကွန်မန့်ခန္ဓာဟုတ်လားမဟုတ်ဘူး to hello or trouble တဲ့ဒါလေးတစ်ကြောင်းပဲရေးရတယ်အောက်ကကောင်နေမလို့နော်အောက်ကကောင်ကျွန်တော်တက်ပြီးမှ session ပြမယ်အောက်ကကောင်နေမလို့ hello or လေးထွက်ဖို့တဲ့ puds post hello or ဘာမှစီမီဘောလန်တော့ပိတ်ပြန်တန်ထွက်သွားဒါသူရဲ့ starting လေးလာခြင်းနောက်ကျတော့ကြည့်မယ် comment ခိုင်ပါနဲ့ခိုင်လဲ have sign နဲ့ခိုင်လဲပြီး method ကို declaration လုပ်ချင်သူပါနဲ့ဘာ keyword ကိုသုံးလဲအဲ df ကိုသုံးလဲ def ကိုသုံးလဲကျွန်တော်တို့ javascript သင်ခဲ့တဲ့ဘာကိုသုံးလဲ function keyword ကိုသုံးလဲ method ကြော်ညာဖို့အတွက်ဟုတ်ပြီနော် okay မနဟုတ်ပြီအဲနောက်တစ်ခု method ကဟိုအ method signature ကြတော့များသောအားဖြင့်တို့လည်းနော် name ပေးမယ်တို့ပါနော်အဲ present this is ပေးမယ်ပြီး parameter လို့ parameter ထည့်မယ် argument လို့ argument လားအေးပို့ဟုတ်လို့ဆိုပြီးတော့နောက်တစ်ခုဒူဒီဝါ variable ဝါတွေကိုလည်း တိုင်းတက်မရအောင် hash sign ခံမယ်ပြီးရင် calibrate ခံမယ်ဒါလေးလည်းနည်းနည်းတူတယ်ပြီးတော့ method တစ်ခုပြီးဆုံးဖို့လည်းသူ calibrate ကိုမသုံးပါအောင်သုံးတယ် and ကိုသုံးတယ်ဟုတ်ဗျာ and ကိုသုံးတယ် and ဟိုနည်းနည်းဘွီဘီဒေါ်နတ် style လို့ပြောနော်ဘာမှခေါင်းရှုပ်စရာမလိုဘူးနော်တွေ့အောင်ရေးသားပုံ style လေးပဲပြောင်းသွားတယ်အာကွာခေါင်းရှုပ်ခံမခံโอเคပြီးရင်တော့ခေါ်သုံးမယ်ဆို h ပြီးတော့အပေါ်ဒါ strength number လေးနည်းနည်းတည်းထည့်ပြီး weekend ဆိုပြီး h ကို parameter sorry argument ပေးပြီးတော့ passing through လို့ပြောထွက်လိုက်တာ ਨੇ သူပါထောက်မလဲ bob ဆိုတော့ထွက်လာတယ်ဒါဒီဒီတရားအောက်က program တက်တက်ပါနော် ဒါဒီ rubies ဟော sorry ruby ဟုတ်လားကဲ ruby language ကိုလေ့လာခြင်းလဲဆိုရင်ဘာတွေလိုအပ်လဲသူဒီ compiler မဟုတ်တဲ့အတွက် compiler language မဟုတ်တဲ့အတွက် compiler မလိုဘူး text editor ပဲလိုတယ် editor of id the uh, interpreter ဆိုသူ interpreter လိုပါဒါဒီ id လေးမှာပါတယ်နည်းနည်းနာမည်ကြီးတဲ့ id လေးရှေ့ပိုင်းမှာ text mesh ruby mine aptana အဲ့ဒါ problem on software လည်းရှိတယ်ပြီးတော့ ruby မှာတရားဝင် website ရှိပါတယ်ဗျ ruby on react.org website ပိုင်းဆိုင်ရာ ruby. dash ruby-lambda.org ဒီ website ကိုသွားပြီးတော့စတဲ့ ruby language ကိုလေ့လာလို့ရပါတယ်ဗျ။ဒါပြန်ကျွန်တော်အများကြီးမိတ်ဆက်ပေးနေပေမဲ့ကောင်းချုံမခံနဲ့နော်ကောင်းချုံမခံနဲ့ကွက်ကိုရွေးအဲကိုမြန်မာနိုင်ငံမှာနေမဲ့ဆိုမြန်မာနိုင်ငံမှာရေကိုဗေနိုင်ငံသားတွေဗေနိုင်ငံသားများလို့လေ့လာပြီးတော့ရွေးချယ်ပြီးတော့လေ့လာတတ်ပါစေဗျာ။အဲတော့အလုံးကောင်းနေချုပ်ပြီးတော့တက်ခေါက်သွားအောင်ပြောတာမဟုတ်ပါဘူး။ဘာမှမကပ်ဘူးဘာမှမကပ်တခုလားအတေချာလို့ဘာမှတော့ဆိုတာတွေးမနေနဲ့။ Okay နော် Okay thank you ဗျာ။